ta 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 gi ta ta di cha pi 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 yo a ညီလုံးစကားပင်မစုံအာဟုသောတန်နှင့်တူတာဂီကိုရုတ်တရက်ရစ်ပတ်လိုက်သည်ငွေကြီးညီလုံးကြောက်ကြောက်ယွန်းယွန်းဖြင့်လက်နှိတ်တမိဖြင့်ထိုးကြည့်လိုက်သည်တာဂီနှင့်ငွေကြီးကလုံထွေးတပ်ပုံနေသည်အဖြစ်တာဂီဒါကြကြောင့်လားမသိငွေကြီးခန္ဓာကိုယ်တွင်သွေးများထွက်နေသည်ကလည်းအသေးထိတ်เสียညီညီလုံးကြီးငါငါ့ကိုကဲကဲပါဦး

အစိတ်တင်နှလုံးသားဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီချစ်ပါမလားညီလုံးညာမင်းဥစ္စာကြီးကကြောက်เสียလန့်เสียကြီးกว่าတာကြီးကအရက်တပိုင်းဝင်နေသည့်ညီလုံးဤမူမူနှင့်ပြောနေသည့်စကားတန်ကို မကြားစဘူးကြားလိုက်ရ၍အန်အော်တကြီးဖြစ်သွားမိသည်တာကြီးအန်အော်မည်ဆိုပါကလည်းအန်အော်เสียညီလုံးနှင့်တာကြီးကငယ်တငယ်ချင်းအရင်တည်းဖြစ်သည် ကားကြောင်လားမသိအကျင့်တူစရိုက်တူဖြစ်နေပြီဆိုတော့ပေါင်းဖက်မိတာကမဆန်းဘာလဲတာကြီးမင်းကြောက်နေလို့လားပေးတဲ့သူကပေးနေမှာတော့ငါတို့ကမယူရင်မိုင်မဲရကြတော့မှာပေါ့ကွာခုတလောတို့အလုပ်ကလည်းမကောင်းမှုဆိုတာမင်းလည်းအတိပါကွာညီလုံးဘာကိုကြီးရွယ်ပြီးပြောနေတွေကိုတာကြီးအလိုလိုတည်နှင်လိုက်သည် ညီလုံးနဲ့တာဂီကအရွယ်ရောက်ပြီးအိမ်အောင်အတီးတီးကြတော့လဲတားကျွေးမှုမရကျွေးမှုအတွက်ရွာစဉ်အနှက်ချောင်းကျိုမြောင်းကြမချမ်းငါးရှာဖားရှာအလုတ်ပင်ခက်နေသည်ကအရက်ညီလုံးနဲ့တာဂီကအရက်မတော့ရရင် မနေနိုင်သည့်ဘဝခုတလောညီလုံးပြောသလိုကိုင်းနေအနှက်ငါးရှာဖားရှာသည်ကမလွယ်တော့ຫນွေဦးပေါက်ပြီးမို့ချောင်းရီကန်ရီကခန်းစားပင် ပြူပြီး တမိုရင်လုံး၆နှင်းမြောင်းနှင်းတွင်ကျက်စားခဲ့သည့်ငါးမျိုးစုံကညီလုံးနှင့်တာဂီရိုဤကွန်ချက်ကြောင့်ကုန်ခန်းတလောက်ရှိခဲ့ပြီးမဟုတ်ပါလားအေးဒီတော့မင်းကဘလို့ကြံနာတယ်လဲဆိုတာငါ့ကိုပြောပြစမ်းမအောင်ကွာသူတို့ကအလုပ်တကယ်ဖြစ်မှပတ်စံအကြည့်ပေးမယ်လို့ပြောတယ်ကွာငါတို့လုံမယ်ဆိုမှစည်ရင်ငွေတဝက်ပြီးမှခုငါတို့လုံမယ်ကိစ္စအဆင်ပြေမယ်ဆိုရင်တိတ်ငနန်းရှိတာကွာရှိရ ညီလုံးစကားတန်ကို ကြားလိုက်ရ၍ငူးနေသည့်တာဂီပင် အလူလိုမျက်လုံးများပြူးကျဲသွားမိသည်တာဂီမျက်လုံးမပြူးရှိအန်နီခုလိုအချီကြီးရဖို့ဆိုတာကအိမ်မက်တောင်ထဲ့မမတ်ခဲ့ဘူးပြီးတော့လောက်ရမယ့်အလုကခက်ခက်ခဲခဲမဟုတ်ငါနေ့လေကတွားကြည့်ခဲ့ပြီကွာသူတို့ပြောတာတွေးခဲ့ရတာအမှန်ပဲညီလုံးပြောလဲပြောစရာတောင်ငုံပေါ်ရှိစေဒီကလေး နှစ်ပေါင်းညီမြကြာမြင့်ခဲ့သည်မသိလွန်ခဲ့သည့်တနှစ်ကမှထူးထူးဆန်းဆန်းလူတဦးရောက်ရှိလာပြီးစီစီကလေးတစုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ထို့ကြောင့်ရွာမစုပေါင်းပြီးစီစီပြက်ကလေးကိုမွမ်းမံကပြန်လည်တိဆောက်ရန်ခြုံလှယ်များကိုရှင်းလင်းရင်းထပနာများကိုထပ်တွေ့ခဲ့ရခြင်းဖြစ်သည်ထို့တောင်ကုန်းလေးနှင့်စီစီကလေးကရွာနှင့်ကွင်းတကွင်းသာခြားပြီးတည်ရှိနေခြင်းပင် ခူစီပြက်ကလေးမှထပနာများတူးဖော်ရရှိ၍ဖျားဝဲပြုလုပ်ရန်ရွာမအသက်ကြီးဆုံးဖြစ်သည့်ဖိုးတက်တူ၏စကားကြောင့်တရွာလုံးပင်မကရွာနီးချုပ်ဆက်များကပါဝမ်းသာနေကြသည်။ဂါဆူငါတို့ဘယ်နည်းစကြမလဲညီလုံး။အဲ့ဒါငါစဉ်းစားနေရကွာ။တာကိအမေစကားကိုညီလုံးကပြောရင်းလက်ချက်ရပလင်းကိုကြည်ပြီးကွက်ခနေနေအောင် မော်တော်လိုက်ကအမိဝါရင်စဉ်းစားနေသည်။ညီလုံးမစဉ်းစားလို့လဲမဖြစ်။ ခုလောက်ရမည်အလုတ်ကအချီကြီးရမည်အလုတ်ညီလုံးလက်လော်ခံလို့မဖြစ်ပြီးတော့တတိတစ်ချက်လွတ်သွားလင်းမလွဲညီလုံးတသက်နှစ်တကိုမလုတ်စဘူးလောက်ရမည်အလုတ်မို့စဉ်းစားမိတိုင်းရင်ခုန်နေမိဒီကအမှန်ငါမှန်းတာကလမ်းမိုက်ညမှာဖြစ်မယ်တာကြီးတို့လိုကရွာနဲ့ခြားတော့အေးလူလူလုံလို့ရတယ်ကွာဒါပေမဲ့လည်းခက်နေတာကစောင့်နေတဲ့သူကအမြဲတမ်းရှိနေလို့အချိန်နေကြည့်ပြီးမှဖြစ်မယ် ဒါကလွယ်ပါတယ်ညီလုံးညာတို့ကအခြေကြီးကြမှာမဟုတ်လားလက်လို့ခံလို့မဖြစ်ဘူးအခြေအနေမပြီးရင်အပြက်ရှင်းသိရင်လည်းရှင်းပြရမှာပေါ့ညီလုံးညာတာကြီးကညီလုံးကိုပြောရင်ရလာမိပစံများကိုမြင်ရောင်လာမိသည်ပြီးတော့ခါးကြရင်အမြင်ရန်ပါသည့်ဓမြောင်ကိုဆန်းလိုက်ပြီးပြောလိုက်သည်ဒါဆိုရင်လည်းမနေ့ကညစမယ်ကွာအဆင်ရွေယူလာလိုက်မယ်ဘယ်နဲ့လဲတာကြီးမင်းကစိတ်ချရပါမလား စိတ်ချသမားညီလုံးရမိနေငါကတကယ်ချင်းအရင်နေပါကွာမိငါငါကိုမယုံလားတာဂီကအတော်ကြီးမူးနေပြီဖြစ်၍ညီလုံးကစိတ်မချနိုင်၍မင်းနေရချင်းဖြစ်သည်ညီလုံးမမေးလို့လည်းမဖြစ်တာဂီကလက်မြန်ချီမြန်သမားထက်ကနေဆိုရင်ဓာကပါခြင်းချင်းညီလုံးခဏခဏဒတိပေးနေရချင်းဖြစ်သည်ညကအမောင်ဆိုပေမဲ့ကျေးရောင်မှုန်တိမှုန်ဝါရှိနေစေဖြစ်သည ညီလုံးကပစိုးတထက်ကိုဂွင်တိုင်ထားပြီးကြဲအောင်ဖြင့်ဝိုးတဝါဖလမ်းမြင်နေရသည့်တောင်ကုန်းလေးစီသို့ချင်းကပ်လိုက်သည်တောင်ကုန်းလေးတစ်ခုလုံးကတိတ်ဆိတ်နေတော်လဲတောင်ကုန်းလေး၏မနီမဝေရှိမြမအုံဆိုင်နေသည့်ညောင်မင်းကြီးထိုညောင်မင်းကြီးစီမှလေဝေရင်တဝဝောမီတံပေးကရိမ့်ွဲ့လှုပ်ခတ်နေသည့်အတန်ကတိတ်ဆိတ်သည့်ညအမောင်ထဲတွင်စူးစူးဝါးဝါးကြားနေရသည်နှင့်ညီလုံးမိနေရာကိုတိအချတိရနော် ိပါတယ်ကွာမင်းကလည်းအရေးထဲမှာစကားပြောနေပြန်ပြီခုမှမင်းအောင်တွေ့ရတယ်ကွာဂရီလဲထောက်ညီလုံးကတောင်ကုန်းလေးပေါ်ရှိတဲကလေးအတွင်းစီမှာမင်းအောင်လက်လက်ကို တွေ့လိုက်ရ၍တာကြီးကိုဒေါသဖြင့်သတိပေးနေခြင်းဖြစ်သည်အဆောင်တွေတွေ့သွားလျင်မလွယ်မှန်းသိသည်ညီလုံးကတောင်ကုန်းလေးပေါ်သို့တွားတက်ရင်းအတံပလံများကို နာဆွင့်လိုက်သည်ပြီးတော့ညောင်မင်းကြီးစီမအဆက်မပြတ်ရိမ့်ွဲ့လှောက်ခတ်နေသည့်အတန်ကလွဲ၍ ကွင်းပတ်စီကိုအဆက်မပြတ်တိုက်ခတ်နေသည့်စူးစူးဝါးဝါလေပြင်းနဲ့ညီလုံးနဲ့တာကြီးတောင်ကုန်းလေးပေါ်သို့တွားတက်ပြီးတိတ်မကြဇီဒီဟောင်းလေးကိုကြဲအောင်ဖြင့်တွေ့လိုက်ရသည်ညီလုံးဇီဒီဟောင်းလေးကိုကြည့်ပြီးထူးထူးခြားခြားမမက်စပူးမက်ခက်သည့်အိမ်မက်ကိုတတိယမိသွားသည်မိမိစိတ်ကပဲစွဲလမ်းပြီးနေလိုတာဟုတွေးမိရင်ညီလုံးယူထားမိသည့်ဆေးရံငွေနှင့်နောက်ထပ်ရမည့်ငွေများညီလုံးအတွေးပင်မစုံသည် ရွာဘက်စီမှာစူးစူးဝါးဝါထိုးဟောင်လိုက်သည့်ခွေးတံများနှင့်အတူဆော့ဆဲငင်ငင်ဥလိုက်သည့်ခွေးဥတံကိုမကြားစဘူးကြားလိုက်ရ၍ညီလုံးရင်ထဲတဒိန်ဒိန်ဖြစ်သွားမိသည်ညီညီလုံးဘာလဲကွာအခြေအနေကဘလို့လဲကွာအဆောင်ကတော့အိတ်သွားပြီကွာညီလုံးကတာကီကိုပြောရင်ဇေဒီလေးမနီမွေးမှာရှိတဲ့အတွင်းမှမီးရောင်ကိုအတွေ့ရ၍စိတ်ချလက်ချဖြစ်သွားသည်တွားကြမယ်တာကီနင်းတတိထားနော်အေးအေးပါကွာ ါ။ဒါပြီးရင်ပတ်စံအပြည့်ရမှာနော်။ငါတိတ်အရေးကြီးနေတယ်ညီလုံးက။မင်းကွာအရေးတဲ့စကားရှင်နေတယ်မီ။ညီလုံးကတာကီအမေစကားကြောင့်စိတ်ပဝင်မကြဖြစ်သွားမိတယ်။တာကီကိုကြည့်ပြီးဒေါသထွက်ချင်ခြင်း။ကြည့်လေ။ညာဦးကလေးကအတန်တန်မှားထားလျက်နဲ့အရက်ပေါလာသည့်တာကီ။အရမူလာလင်း စကားရှိတဲ့သည့်အချင်း။မြင်မြနာတကီအချိန်အားလုံးဝင်ကြရအောင်။ညီလုံးကပျော်ပျော်ဆူဆူစောင့်ထားသည့်တင်းနဲ့ မလန်မကန်တွင်ရှိသောတဲအတွင်းသို့ဝင်လိုက်ပြီးနာဆွဲလိုက်သည်။ဘာလှုပ်ရှားသမှမကြာရတိတ်ဆိတ်နေစေဖြစ်သည်။ညီလုံးလက်ထဲမှာအသင့်ကင်နာသည့်လက်နိုင်တမီးဖြင့်ထိုးပြီးကြည်လိုက်မိသည်။တဲအတွင်းရှိစင်ပေါ်တွင်တွေ့ရသည့်ထပနာများထဲမှညီလုံးမှတ်သားထားခဲ့သည့်ဖျားလေးတဆူညီလုံးစီးရီလေးကိုလာကြည့်ခဲ့စဉ်ကမှတ်သားထားသည့်နေရာကမရွေး ဤလိုကမန်ကရဲပင်ဝင်းတိုင်းရွယ်သားသည့်ပစိုးကိုချုပ်ပြီးဖျားလေးကိုထယ်လိုက်သည်ပြီးတော့နှူသာကဲအတွက်မှထွက်ပြီးတောင်ကုန်းပေါ်မှအပြေးဆင်းလိုက်မိသည်ငါငါတို့ချမ်းသာပြီညီလုံးကြော့ကြော့မင်းอยู่တော့တာကြီးကဖျားလေးထည့်ယူလာသည့်ပစိုးကိုညီလုံးအားပေးပြီးကြေယံဝိုးရွားတွင်တွေ့ရသည့်ညောင်မင်းကြီးအောက်သို့ဝင်ပြီးအမောဖြေလိုက်သည်ဟာမွေးမွေးတွန်းတဲ့ကြားတဲ့ညီလုံးရဲ့နဲ့နေကမင်းနဲ့ထိုးကြည့်ပါဦး ပါကြီးထိတ်ထိတ်ပြပြစကားတန်ကြောင့်ဤလုံးလက်နေတမီဖြင့်ငွေတွန်တန်ကြားရစီတို့လှန်ထိုးကြည့်လိုက်မိသည် ရုတ်တရက်တွေ့လာရသည့်မြင်ကွင်းကအသေးထိတ်เสียလက်နေတမီအလင်းရောင်ဖြင့်တုံ့ပြန်ပေါ်လာသည့်စူးရှသည့်မျက်လုံးနှလုံးဤဤလုံးငွေကြီးငါတို့စီကိုလာနေပြီပါကြီးကြောက်လန့်တကြားပေါ်လာသည့်စကားကြောင့်ညီလုံးလက်နေတမီအလင်းရောင်ဖြင့်ရိမ့်ရွယ်လှုပ်ရှားနေသည့်ငွေကြီးကိုကြည့်ပြီးမင်သက်မိနေသည် ငွေကြီးကတရွရွဖြင့်ညောင်မင်းကြီးစီတို့လာနေစေဖြစ်သည်ညီလုံးတတိယပြီးကမန်းကနန်းပင်ပစိုးထဲမှပွဲယူလာသည့်ဖျားလေးကိုပွေပိုက်လိုက်ပြီးတတတကြီးတတိယပြပြပြရောအာညီလုံးစကားပင်မဆုံးအာဟုသောတန်နှင့်တူတာကြီးကို ရုတ်တရက်ရစ်ပတ်လိုက်သည့်ငွေကြီးညီလုံးကြောက်ကြောက်ရွံ့ရွံ့ဖြင့်လက်နှိတ်တမိဖြင့်ထိုးကြည့်လိုက်သည်ပါကြီးနှင့် ွေကြီးကလုံထွေးတပ်ပုံနေသည့်အဖြစ်တာကြီးဓာတ်ကြကြောင့်လားမသိငွေကြီးခန္ဓာကိုယ်တွင်သွေးများထွက်နေသည်ကလည်းအသေးထိတ်စရာညီညီလုံးကြီးငါငါ့ကိုကဲကဲပါဦးကြောက်ကြောက်ပါပြီဗျအာအာတာကြီးထံမှရုတ်တရက်ထွက်ပေါ်လာသည့်စကားသည်နှင့်တူညီလုံးမစင်စားနိုင်တော့လက်ထဲမှတမီးကိုပြစ်ချလိုက်ပြီးခြေဦးတက်ရာပြေးလိုက်မိသည်ညီလုံးမပြေးလို့မဖြစ် တာရင်းနဲ့မွေးကြီးအဖြစ်ကို အသေးထိတ်စပွဲတွေးလိုက်ရခြင်းဖြစ်သည် ထိုစဉ်အဝေးစီမှကြားလိုက်ရသည့်အော်တန်များကြောင့်ညီလုံးယင်ထိတ်သွားသည်ဖျားလေးကိုပွေပိုက်ပြီးပြေးရင်းရုတ်တရက်တွေးလိုက်ရသည့်တပင်ကြီးအောက်သို့အပြေးဝင်လိုက်မိသည်ဖြစ်သွားသောအတိနှင့်အတူနာကျင်မှုကြောင့်ညီလုံးကြည်လိုက်သည်မှောင်မဲနေသည့်အရာတစ်ခုညီလုံးလက်ဖြင့်ဆန်းကြည့်လိုက်မှ တွင်းညာကြီးတစ်ခုတည်းသို့ကျနေခြင်းဖြစ်သည် ညီလုံးကမန်းကနက်ပင်ဖျားလေးကို တွင်းကြံကြီးတဲ့ရှိမြေကြီးများဖြင့်ဖုံးလိုက်ပြီးတွင်းကြံကြီးအပေါ်သို့တက်လိုက်မိသည်တွင်းကြံကြီးအပေါ်သို့အရောက်ကြည်လိုက်မိသည်ဘယ်နေရာကြည့်ကြည့်ညကအမောင်နဲ့တူပကတိဒိတ်စိတ်နေသည့်ညမြင်တွင်ညီလုံးတာကီးအဖြစ်ကိုသတိရပြီးရွာသို့အမြန်ဆုံးပြန်ရောက်ရန်တောင်ကုန်းလေးစီသို့ကြည်လိုက်မိသည်တောင်ကုန်းလေးကိုညီလုံး၏မျက်စိထဲတွင် လုံလုံမတွေ့ရ၍အံ့အားတင်သွားမိသည် ထိုစဉ်ညအမောင်တို့ကြမှစူးရှရှထွက်ပေါ်လာသည့်မွေတုံတန်ကိုစက်တိုက်ကြားလာရ၍ညီလုံးယင်ထိတ်သွားသလိုဇောချွေးများအလိုလိုပြန်လာမိသည်ညီလုံးကြည်လိုက်မိစဉ်ကျဲယောင်မှုဝါးဝါးတွင်တွေ့ရသည့်လန်ကလေးတလန်းညီလုံးဝမ်းသာအရာဖြင့်အာသွန်ပြေးလိုက်မိသည်ညီလုံးပြေးရင်နောက်သို့ကြည်လိုက်မိစဉ်ညီလုံးနောက်သို့တရွေ့ရွေ့လိုက်နေသည့်မွေကြီးလူလေးလူလေး ညီလုံးငွေကြီးကြံကလောက်အောင်မိမြအာတွွန်၍ပြေးနေမိသည်မသိရုတ်တရက်ထွက်ပေါ်လာသည့်အတန်တိုင်းကြောင့်ညီလုံးကြောက်ကြောက်ညွန့်ညွန့်ဖြင့်မျက်စိကိုအာတင်းပြီးဖွင့်ကြည့်လိုက်မိသည်ညီလုံးကိုစိုးရိမ်သည့်အကြည့်ဖြင့်ကြည့်နေသည့်မျက်နှာဟင်အဖိုးတက်သူကျွန်တော်နောက်နောက်မောင်းမီယူတော့ပါဘူးကျွန်တော်ကိုကယ်ပါအဖိုးတက်သူညီလုံးကမှကြောက်ရွံ့တကြီးပေါ်လာသည့်အတန်နှင့်အတူတကူလုံးပွန့်ပဲ့ဒဏ်ရာများကိုတွေးလိုက်ရသည့်အဖြစ်ကြောင့် အဖို့တက်တူပင် anology ဖြစ်သွားမိသည်ညီလုံးကအကြောက်လက်မပြေနိုင်ပဲငွေကြီးငွေကြီးဟုပြောနေ၍အဖို့တက်တူစဉ်းစားမရနိုင်အောင်ဖြစ်နေမိသည်ငွေကြီးမရှိပါဘူးလူလေးရဲ့လူလေးအဖို့တက်တဲ့ကိုကြောက်နေတာလေဗျာကျွန်တော်အဖို့တက်တဲ့ကိုကြောက်နေတယ်ညီလုံးကအိမ်မက်မက်နေရာမှာလန်နိုးသွားသည်နဲ့အဖို့တက်တူဤစကားကြောင့်မျက်လုံးဝေ့ပြီးကြည်လိုက်မိသည်ညီလုံးကြောက်နေသည်ကအဖိုးတက်သူရဲ့တဲ့ ညီလုံးမိမိအဖြစ်ကိုပြန်တွေးမိပြီးမယုံနိုင်အောင် ဖြစ်သွားမိသည်ညီလုံးမျက်စိထဲတွင်မိမကဒဏ်နှင့်ငွေကြီးကိုပြန်မြင်အောင်မြင်ရင်ကြောက်လန့်စိတ်မပြေနိုင်ပဲရှိနေသည်ကဲလူလေးလူလေးခြေတော်တန်ရအတွက်အနာသက်တောင်ဆေးတောက်လိုက်အောင်အဖိုးတက်သူကပြောပြီးဆေးတိုက်၍ညီလုံးတောက်ရင်တကူလုံးဖိန်ရှိန်သွားသည်ပြီးတော့ခြေတော်နှစ်ပတ်စလုံးကိုလှောက်ရှားကြည့်မိသည်ဘလို့မှလှောက်ရှားလို့မရတော့အဖိုးတက်လူကရင်းနှွေးချမ်းတောက်ပြီး ဘလို့ဖြစ်တာလဲလူတွေရဲ့မသေးကောင်းမပြောက်ကောင်းတွေ့ရလို့အဖိုးလဲအံ့ဩမိသွားတာတော့အမှန်ပဲအဘဖိုးတက်သူကစိတ်မကောင်းသည့်မျက်နှာဖြင့်မေးနေသည့်စကားကြောင့်ညီလုံးမိမိအဖြစ်ကို ပြန်စင်စားရင်ပါကီအဖြစ်ကိုတရိပ်ရသွားမိသည်ပါကီရောအဖိုးပါကီကိုတွေ့ခဲ့ရလားอืมปากี้อีพิกก็တော့စိတ်မကောင်းစရာပဲလူလေရဲ့ဗျာတာတာကြီးဘာဖြစ်လို့လဲဖို့ တာဂီကိုတောင်ကုန်းလေးဘေးကညောင်မင်းကြီးအောင်မှာမွေးစိတ်တင်ပြီးတကူလုံးပြန်နှံ့ပြီးဆုံးပါနေတာတွေ့ခဲ့ရတယ်လူလေးရဲ့ဒါဆိုကျွန်တော်ကျွန်တော်ညီလုံးကတာဂီအဖြစ်ဆိုးကိုတိလိုက်ရ၍စကားမင်းဆုံးအောင်မပြောနိုင်တော့တကူလုံးတုံရင်ပြီးစိတ်မကောင်းသလိုဖြစ်သွားမိသည်อืมတာဂီအဖြစ်ကထူးဆန်းတယ်လို့ပဲပြောရမှာပဲလူလေးရဲ့ညာကအဖိုးလေဘလို့ဖြစ်တယ်မသိဘူးကွာတ냐လုံးထူးထူးခြားခြားအဲ့လိုမပြောဘူးအဖိုးကမင်းကလေးတယောက်ကနှိုးပြီးနေတယ်လို့ခံစားနေရတယ်လူလေးရဲ့ အဖို့တက်သူကစကားပြောရင်းညီလုံးကို ကြည့်နေသည့်အကြီးညီလုံးအဖို့တက်သူမျက်နာကို မကြည့်ခဲ့တော့အပြည့်ရှိသူပြီးပြီးခေါင်းကိုငုံထားလိုက်မိသည်အဲ့ဒါနဲ့အဖိုးကအပြင်ကိုထွက်ကြည့်လိုက်တော့ဇီလေးစီကမိတို့အလင်းရောင်တွေကိုတွေးလိုက်ရတယ်ဗျာအဖိုးမိတို့အလင်းရောင်တွေကိုတွေးလိုက်ရတယ်ဟုတ်လားညီလုံးမယုံနိုင်အောင် ဖြစ်သွားမိသည်ညာကမီးရောက်ဆို၍ညီလုံးကြီးလက်နှိပ်တက်ပြီးအလင်းရောက်တာရှိသည်ဟုတ်တယ်လူလေးရဲ့ အဖိုးလဲဇီရီလေးမှာတခါမှမီးတုပ်အလင်းရောက်မတွေ့စဘူးတွေ့လို့အံ့ဩပြီးလာခဲ့တာအဖိုးလဲဇီရီလေးမရောက်ခင်မှာအော်လန်ကြားလို့ကြည်လိုက်တော့ညောင်မေအောက်မှာတာခိလူးလိမ့်ပြီးဇီရီလေးကိုလက်ညှိုးထိုးပြပြီးဆုံးသွားရှာတယ်အဖိုးလဲစိတ်မချဖြစ်ပြီးတောင်ကုန်းလေးပေါ်တက်ကြည့်တော့လူလေးကိုဇီရီအနားမှာသတိမေ့လဲနေတာတွေ့ရတာပဲညီလုံးကြားနေရသည့်အဖြစ်ကအံ့ဩစရာမိမိနဲ့တာခိပြုလုပ်ခဲ့သည့်အဖြစ်ပြီးတော့ယူလာခဲ့သည့်ဖျားလေးညီလုံးစိတ်မလုံးယုံတော့ အဖိုးဇီဒီလေးကဖေဖះလေးဖះလေးဘာလူလေးဖះလေးဟလာဖះလေးဘာဖြစ်လို့လဲလူလေးရဲ့အဖိုးမနက်ကတွားကြည့်တော့ဇီဒီလေးထပ်မနာတွေကြားမှာရှိတာပဲအဖိုးတက်သူရဲ့စကားတန်ကြောင့်ညီလုံးမိမိကြုံတွေ့ခဲ့ရသည့်အဖြစ်ကိုမယုံနိုင်အောင်ဖြစ်သွားမိသည်ညကညီလုံးပြင်းရင်လာရင်ဖះလေးကိုပစိုးဖြင့်ထုတ်ရက်သားတစ်ပင်ကြီးအောက်ရှိတွင်းကြိုင်ကြီးတွေတွင်တိတိကျကျဝတ်ထားခဲ့သည်မဟုတ်ပါလား ညီလုံးတွေ့ရင်ကြက်သိန်းအလိုလိုထသွားမိသည်အဲ့ဒီဖျားလေးကိုညကကျွန်တော်နဲ့တာကြီးရောင်းရောင်းစားဖို့ခိုးခိုးခဲ့ပါတယ်အဖိုးဟေးဟုတ်လားညီလုံးကြီးတုံရင်စွာပေါ်လာသည့်စကားကြောင့်အဖိုးတက်တူမင်းအာမေဒိတ်တန်ထွက်သွားမိသည်ပြီးတော့ညီလုံးကိုကြည့်ပြီးအံ့ဩထိတ်လန့်သွားမိသည်အဖိုးတက်တူဇေဒီလင်းနဲ့ပတ်သက်ပြီးထူးထူးခြားခြားမှတ်ခဲ့သည့်အိမ်မက်သေးကမိမ့်မပြိုလေ ဘာသာမဲမသိတာဝနာမဲမသိလောဘစိတ်တွေဖုံလမ်းပြီးမိုက်တွင်းနှက်ခဲ့ပါလားလူလေးရဲ့အင်းလူလေးတို့ပြမားခဲ့တဲ့မကောင်းမှုကံကကြာကြာဆိုင်မနေဘူးဆိုတာမတိကြရော့လေးတလားကွယ်ဟိုတက်တူ စကားတန်ကြမညီလုံးပို့၍မနေနိုင်မထိုင်နိုင် ဖြစ်သွားမိသည်ပြီးတော့မိမိဖြစ်ကို နောင်တရ၍မစုံးနိုင်နော်အဖိုးကျွန်တော်ကိုကဲပါအောင်ဖိုးရဲ့ကျွန်တော်မှားခဲ့ပြီအဖိုးရဲ့မှားခဲ့ပြီညီလုံးကပြောရင်းရှိုက်ကြီးတငင်းငိုနေမိသည် ညီလုံးမငိုလို့လည်းမဖြစ်တာကြီးအသေးဆုံးဖြင့်တည်ခဲ့ရသည့်အဖြစ်ကကြောက်မက်ဖွယ်ရာအတိပင်အဖိုးတက်သူကရှိုင်းငိုနေသည့်ညီလုံးကိုကြည့်ပြီးလူလေးတို့ကြံစီခဲ့တဲ့ဖခင်ကညာဖုံးလွယ်မင်းသမီးလေးလှူဒန်းခဲ့တဲ့ဖခင်လေးပါဗျာညာဖုံးလွယ်မင်းသမီးလေးအဖိုးတက်သူရဲ့စကားကြောင့်ညီလုံးတန့်တော်ဖြစ်သွားမိသည် ပြီးတော့မိမိကိုအိမ်မက်ပေးခဲ့တိုင်းမောင်ကြီးဟုထူးထူးခြားခြားခေါ်သည့်မိမပြုတ်ကလေးကညာဖုံးတွင်မင်းသမီးလေလားမိမိနဲ့တာကြီးယူဆောင်ခဲ့သည့်ဖခင်လေးကရွှေဖခင်လေးအစ်စ်ပင်ဒါကြောင့်လဲညီလုံးနဲ့တာကြီးငွေရပောက်ကိုကြံစီခဲ့ခြင်းဖြစ်သည် အဖို့လေဒီဖခင်လေးကိုရှေးဖခင်လေးအစ်စ်မန်ဆိုတာသိခဲ့ရတယ် ။ဘာကြောင့်လဲဆိုတော့အဲ့ဒီကြေးဖျားလေးနဲ့ရွှေဖျားလေးမှာထိုးရတဲ့စာရီကိုတွေ့ရလို့ညာဖုံးွယ်မင်းသမီးလေးလှူဒန်းခဲ့ပြီးခပနာခဲ့တဲ့ဇီဒီလေးမှန်တိခဲ့ရတာ။အဖိုးတက်သူကပြောပြီးစီးတဲ့ထဲမှာစေးတစုံထည့်ပြီးမိညိဖွာရှာရင်းစဉ်းစားနေဟန်ဒူရင်းဤလုံးကအဖိုးတက်သူကိုကြည့်ပြီးညာက ဖွက်ထားခဲ့သည့်ဖျားလေးကိုတတိယမိသွားသည်။ကျွန်တော်ညကတစ်ပင်ကြီးအောက်ကတွင်းညကြီးတဲမှာဖျားလေးကိုဝက်ဝက်ထားခဲ့တယ်အဖိုးရွှေဖျားလေးကိုခွက်ထားခဲ့တယ ဟုတ်လားလူလေးညီလုံးစကားကြောင့်အဖိုးတက်သူပင်မယုံနိုင်အောင် ဖြစ်သွားမိသည်ညီလုံးကိုကြည့်ပြီးအဖိုးတက်သူပင်ဇဝေဇဝါဖြစ်သွားမိသည်ပြီးတော့တစုံတစ်ခုကိုစဉ်းစားမိသွားဟန်ဖြင့်လူလေးကိုယူသွားခဲ့တာကရွှေဖျားမဖြစ်နိုင်ဘူးလူလေးရဲ့အဖိုးရွှေဖျားမဲ့တည်လို့အမျိုးပါတာသာသနာအမွေနှစ်လက်ရာတွေကိုမတမာသူတွေလက်ထဲရောက်မှာဆိုလို့ရွှေဖျားလေးကိုရွာဦးကျောင်းဆရာတော်စီမှာအနှံ့နာခဲ့တာကြားခဲ့ပြီလူလေးရ ဒါဒါဆိုကျွန်တော်တို့ယူခဲ့တာ ရွှေဖျားမဟုတ်ရင်ကြေးဖျားပဲဖြစ်မယ်နော်ဖိုးညီလုံးကမိမိအဖြစ်ကို ပြန်မတွေးရအောင် ဖြစ်သွားမိသည်အဖိုးတက်သူကညီလုံးစကားကို အတန်တန်စဉ်းစားပြီးမှတပြင်းရှိကြီးကိုခြာရင်ဇေဒီလေးဘော်ကထပ်မနာနေတဲ့မှာကြေးဖျားလေးလည်းရှိတာပဲလူလေးရဲ့ဗျာညီလုံးအဖိုးတက်သူစကားကြောင့်အံအားတင်မိပြီးဘာစကားဆက်ပြောရမှန်းမသိတော့ မိမိအဖြစ်ကိုတန်တော်ကြီးဖြစ်သွားမိသည်ပြီးတော့မိမိကို အိမ်မက်ပေးခဲ့သည့်မိမပြိုလေး၏စကားကံကိုပြန်လဲကြားရောက်မိလိုက်သည်မပြစ်မားတဲ့ပစ္စည်းတွေကိုဘာကြောင့်ကြံရွယ်ခြင်းရတာလဲမောင်ကြီးရဲ့မောင်ကြီးနဲ့နှမတော်ကဘဝဆက်ဆက်ပဋ္ဌာန်းပါခဲ့တဲ့သူတွေပါဇီဒီလေးတဲမှာနှမတော်လေးရွှေဖျားကြည်ဖျားစင်းတူတော်တွေကိုလှူဒန်းပြီးတစ္ဆာပန်ခဲ့တာကြားခဲ့ပါပြီမောင်ကြီးရဲ့မောင်ကြီးပြမမိမှာစိုးလို့ပါ ညီလုံးမကြောက်ဝင့်တည်အလားနားနှစ်ဖက်ကိုပိတ်ပြီးတောင်ကုန်းလေးပေါ်မှာဇီလေးစီတို့ကြည်လိုက်မိသည်ဇီလေးစီရာတို့တွားနေသည့်အရေးတရန်တစ်ခုညီလုံးကြည့်မြင်ကြေကွဲမှုနဲ့အတူပားပြင်ပေါ်သို့ကြာလာသည့်မျက်ရည်စာများညီလုံးအကြည့်မမာနိုင်ပါနန်းဝက်နန်းစားဖြင့်ပိုးပွားလေးကိုလွှမ်းပြီးတရွရွတွားနေသည့်တရန်က ညာဖုံးွယ်မင်းသမီးလေးမှလွဲ၍ဘသူမှမဖြစ်နိုင်ဒီကိုညီလုံးမှတပါဘသူမှတိနိုင်တော့မည်မဟုတ်ချေဇလန်လေးကတော့ဤနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါရဲ့ခင်ဗျာယခုဇလန်လေးကိုရေးသားသူစာရေးသူဇလွန်ကျော်ဦးကိုလည်းကာရဝပြုကျေးဇူးတင်ရှိရသလိုဇလန်လေးကိုပြီးဆုံးသည့်အထိနားဆင်ပေးသူအပေါင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိရပါရခင်ဗျာ